အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ကမ္ဘာပေါ်လုံးပွဲချုပ် FIFA ကနေဒါ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်စုချင်းငွေတွေကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။ FIFA က2026ကမ္ဘာဖလားပြိုင်ပွဲမှာရရှိမဲ့စုချင်းငွေတွေကိုထုတ်ပြန်ကြေညာတဲ့အချိန်မှာ ကမ္ဘာဖလားပြိုင်ပွဲရဲ့ချန်ပီယံဖြစ်မဲ့အသင်းကယူရို33.5တန်းထိရရှိမှာဖြစ်တဲ့အဲ့နောက်ပိုင်းမှာတော့ဘိုလီဝဲတက်မဲ့ဒုတိယရတဲ့အသင်းကယူရို25.6တန်းဆီမီဖိုင်နယ်ရောက်တဲ့အသင်းကယူရို18တန်းကွာတာဖိုင်နယ်ကယူရို17တန်းနဲ့ရှုံးထွက်16တန်းကိုတက်မဲ့အသင်းကယူရို6တန်းအသီးသီးရရှိမှာဖြစ်တဲ့ဒီနေရာမှာအုပ်စုပွဲစဉ်တပွဲနိုင်တိုင်းယူရို 1.6တန်းရရှိပြီးတော့တေးပွဲတစ်ပွဲကယူရို8သိန်းခွဲထိရရှိမယ်လို့ကြေညာထားပါတယ်။တစ်ချိန်တည်းမှာပဲ FIFA ကအဲ့လိုကြေညာတဲ့အချိန်မှာ Saudi Arabia ကလည်းဟိုတနေ့ကပဲကမ္ဘာဖလားချီစပွဲအောင်သွားလို့ဆိုပြီးတော့သူတို့ကစားမတွေကို American Dollar တတန်းစီတယောက်ကိုချီမြင်ခဲ့ပါတယ်ဆိုတော့ကစားမတယောက်စီကနေ American Dollar တတန်းစီ sorry ကခြေစပွဲအောင်လို့ sorry ဘောလုံးဖွဲ့ချုပ်ကနေသူတို့ကိုချီမြင်ခဲ့တာဖြစ်တယ်။ Bayern Munich အသင်းရဲ့ကွင်းလယ်ကစားမ Serge Gnabry ကတော့ Lazio Show UP Club အသင်းက နေတက်တန်းထပ်ထိုးဖို့ကြိုးပမ်းနေရှိတယ်။သူရဲ့လောက်ခလာစာကတပူယူရို1.5တန်းထိရရှိတာဖြစ်ပြီးတော့ထောက်ပလောက်ထိလျှော့ပြီးတော့ဘိုင်ယန်နဲ့ကာလာရှိချာတက်တန်းထပ်ထိုးခြင်းနေတာဖြစ်တယ်။ပိုနာကိုအသင်းဘက်ကတော့အခုဖိုးဖိုးပါဟာအနည်းဆုံးနောက်ထပ်နှစ်ပတ်လောက်ထိထပ်ပြီးတော့ fully fit ဖြစ်ဖို့လိုအပ်တဲ့ကြောင်းဆိုပါတယ်။သူရဲ့ schedule ကတော့မိုနာကို squad ကိုဒီတစ်ပတ်အတွင်းမှာပါဖို့ရည်ရွယ်ထားပေမဲ့ချက်ခိုင်မှုအခြေအနေကြောင့်ဖိုးဖိုးပါဟာ နှစ်ပတ်နောက်ဆုတ်သွားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ဘာဆိုနာအသင်းရဲ့ City Council ကနေ Spotify ကမ်မူဂျီကိုတွင်တင်အဖြစ်သုံးပြုဖို့အတွက်ခွင့်ပြုခဲ့ပေမဲ့ပြည်သက်16000သာခွင့်ပြုထားတယ်။ဆိုဘာဆိုနာဘက်က Spotify ကမ်ဘူးရဲ့အပီးစီပြီးသွားတဲ့အထီးသူတို့ဘက်ကလက်ရှိ Olympic ကွင်း Montjuïc မှာပဲဆက်ကံဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။ဘာဆိုနာအသင်းရဲ့ squad ထဲမှာတော့ဒယ်ရနေတဲ့ Fermin Lopez နဲ့ Yamaru နှစ်ယောက်စလုံးပြန်ပါလာပြီဖြစ်ပါတယ်။ကစားမနှစ်ယောက်စလုံးချက်ခိုင်မှုပြေးသွားတဲ့အတွက် ဒီတစ်ပတ်မှာကံမဲ့ပွဲစဉ်မှာသူတို့ပြန်ပါမှာဖြစ်ကြောင်းအတည်ပြုထားပြီးတော့ သူတို့နှစ်ယောက်ကဥရောပချန်ပီယံလီနဲ့အက်ကလာစီကိုပွဲကိုအဓိကရည်ဝဲထားတယ်လို့ဟန်စီဖစ်ကဆိုပါတယ်။ဘာဆိုနာအသင်းကဒူရှန်ဗလာဟိုဖီရဲ့အခြေအနေကိုကြည့်နေတယ်။အနာဂတ်မှာလူဒေါစကီကိုတတ်တမ်းမတိုးဖို့ဆုံးဖြတ်ထားတဲ့အတွက်သူ့နေရာမှာအစားထိုးမဲ့သူတွေကိုကြည့်နေရင်ဗလာဟိုဖီရဲ့အခြေအနေကိုတောက်လျှောက်လိလာထားတယ်လို့ဆိုထားပါတယ်။ရီယယ်မက်ဒရစ်သင်ကအန်ဒရစ်ကိုအငှားချဖို့ဆုံးဖြတ်တဲ့အတွက်ပရီးမီးယားလိဂ်ကလပ်တွေကိုဆင်လွတ်ဖို့လုပ်ပေမဲ့ဝက်ဆန်ကပယ်ချထားတယ်။အခြားကလပ်တွေကတော့အန်ဒရစ်ကိုအငှားနဲ့ခေါ်ယူဖို့စတဲ့ င်စကားပြောဆိုနေပြီဖြစ်တယ်။ Venetian Junior က Real Madrid အသင်းမှာလောကလာစာတစ်နှစ်ကိုယူရို25တန်းလောက်ထိလိုချင်သလို သူ့ရဲ့စာချုပ်တက်မှာလက်မှတ်ထိုးချေယူရိုသား20တောင်းဆိုတဲ့အတွက်သူ့ရဲ့စာချုပ်တက်ကိစ္စကအခုလိုမျိုး delay ဖြစ်နေတဲ့အကြောင်းကိုစပိန်ရဲ့မာကာကဖော်ပြထားပါတယ်။ခီလီယန်အမ်ဘပေကတော့သူ့ရဲ့ချေချင်းဝတ်တံရဟာအနေငယ်နာချင်းခံစားနေရတဲ့အတွက်ဂီတာဖေးနဲ့ပွဲကိုပါဖို့မသေးချာကြောင်းစပိန်မီဒီယာတွေမှာဖော်ပြထားတယ်။ပြည်သူ့နမည်ကြီးလခိရပိုရဲ့ဆိုရလေအမ်ဘပေရဲ့ချေချင်းဝတ်ကနာချင်းနေရာဆဲဖြစ်တဲ့အတွက်ဂီတာဖေးနဲ့ကံမဲ့မက်ဒရစ်ဒါဘီပွဲကို ွဲချော်ပွဲရှိတယ်လို့ဆိုထားပါတယ် Manchester United ရဲ့အသင်းကောင်းဆောင် Bruno Fernandes ကလိုယာတီမာကလပ်ကထွက်ခွာသွားမယ်ဆိုတဲ့အစီအစဉ်ရှိသည့်တိုင်အောင် Saudi Arabia ကိုပြောင်းရွှေ့သွားဖို့တော့ဆန္ဒမရှိကြောင်းညင်းဆိုထားပါတယ်။သူ့အနေနဲ့ဥရောပထွက်မယ်ဆိုရင် Man United Champions League နဲ့ဥရောပဝင်ခွင့်မရခဲ့ရင်ထွက်ခွာဖို့ဆုံးဖြတ်မှာဖြစ်ပြီးတော့ Champions League ဝင်ခွင့်ရမယ့်အသင်းတွေကိုပြောင်းရွှေ့ဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Manchester United ရဲ့အဓိကတိုက်စစ်မှုအပွဲမှုက Carlos Baleba ကိုခေါ်ယူဖို့အတွက်သူ့ရဲ့ကင်မွန်းကစားပေါ်ကိုရပါ အောင်စီယုံသွားဖို့ပြင်ဆင်လျက်ရှိတယ်။ Man United အသင်းကသူ့ကိုလိုချင်ပေမဲ့ Brighton က January မှာမရောင်းဘူးလို့ကြေညာထားသလိုပေါင်136တန်းဈေးသတ်မှတ်ထားတာဖြစ်တယ်။ Manchester United အသင်းအနေနဲ့အခုလလောဆယ်နေထားရာသူတို့အသင်းရဲ့နီးပြ Ruben Amorim တက်စောင်းရာသီမှာကစားမအချို့ဝယ်ယူပေးဖို့ဘုံဖွဲ့ကစဉ်းစားထားတယ်။ အထူးသဖြင့်ကွင်းလေပိုင်းအတွက်ကစားမဝယ်ယူဖို့သူတို့ပြင်ဆင်နေတယ်။ပြောင်းရွှေ့ချေတန်း90လောက်ရည်ရွယ်ထားပြီးတော့အဒမ်ဝါတန်ဟာအဓိကပြစ်မှတ်ဖြစ်လိမ့်မယ်လို့ဒေလီမေကသုံးသပ်ထားပါတယ်။ထော့တန်ဟော့စပါအသင်းကလည်းပြိုင်ဘက်ကလပ်အသင်းတွေကိုချော်ပြီးဘုံမောက်ရဲ့အန်ထွန်ဆမန်ညိုကိုရဖို့မျှော်လင့်ထားတယ်။ဘုံမောက်ကယိုချင်းစာချုပ်သတ်မှတ်ထားတယ်လို့သတင်းထွက်ပေါ်လာတယ်။သူ့ရဲ့ယိုချင်းစာချုပ်ကပေါင်85တန်းလောက်ရှိပြီးတော့စပါကအဲ့ယိုချင်းစာချုပ်ဖြတ်သိမ်းပွဲရှိကြောင်းဆိုထားတယ်။ထော့တန်နေနဲ့ဟာရီကိန်းကိုပြန်ခေါ် ်ဖို့ဘိုင်ယန်ကိုစကားပြောဆိုလျက်ရှိတယ်။ဒီရာသီကုန်မှာဟာရီကိန်းပြန်ထွက်မယ်ဆိုရင်ဘိုင်ယန်ကိုအတီးပေးဖို့လိုအပ်နေတဲ့အတွက်စပါးကဘိုင်မြူနစ်ရှိကနေယူရို65သန်းနဲ့ကိန်းကိုပြန်ခေါ်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။အာစနယ်တင်းရဲ့တိုက်စင်မှုခိုင်ဟာဗတ်နဲ့အသင်းခေါင်းဆောင်မာတင်အိုဒီဂါတို့နှစ်ယောက်စလုံးဖူလန်နဲ့ပွဲကိုလွဲချုံမှာဖြစ်တဲ့တစ်ချိန်တည်းမှာပဲသူတို့နှစ်ယောက်ကဒါအိုဒီဂါကတော့ရက်တပတ်အနိုင်ငယ်နားရမယ်။ရက်အတိအကျပြန်လာမှာကိုမသိပေမဲ့ခိုင်ဟာဗတ်ကတော့လာမယ့်တစ်ပတ်လောက်မှာပြန်ပါပွဲရှိတယ်လို့ဆိုပါ ါတယ်။အာစနယ်သင်းကအတလက်တစ်ကလပ်နဲ့ပွဲမှာရခဲ့တဲ့ဖီယာဟင်ကပီရဲ့ဒဏ်ရာလဲတတ်တာပြီးဖြစ်တယ်။ဒါပေမဲ့သူ့ကိုဂျာရက်ကံမဲ့ဥရောပချန်ပီယံလိပွဲစဉ်တွက်တာအသုံးပြုပွဲရှိပြီးတော့အဲ့ဒီအချိန်မှာပဲချက်ခိုင်မှုပြေဝဖို့ရှိကြောင်းဆိုပါတယ်။မြောက်လန်တဲ့ကလပ်အာစနယ်အသင်းကအခုလောလောဆယ်မှာမီခဲအာတီတာရဲ့စကွတ်ဒ်ကိုထပ်ပြီးတောင့်တင်းဖို့အတွက် ကွင်းလယ်နဲ့ခန်းစစ်တယောက်လောက်တော့သူတို့ဆက်ပြီးကြီးနေဆဲဖြစ်တယ်အဓိကကတော့ယာတီတွင်းမှာဒဏ်ရာပြဿနာတွေများစွာရှိတဲ့အတွက်ဆဗီယာကအဂုမှုဆိုတဲ့ကစားမအပါဝင်နောက်ထပ်ကစားမအချို့ကိုလေးလာရရှိတာပါချက်စီတင်းမှာလည်းဒဏ်ရာပြဿနာတွေဇက်တိုက်ဖြစ်နေပြီးတော့အဓိကကစားမခိုးဖားမ injury ဖြစ်နေဆဲဖြစ်ပါတယ် ေါင်ချင်တန်ရရရှိထားတဲ့ခိုးဖာမာကအိုက်တန်ရကြောင့်ပဲနောက်ထပ်6ပတ်ထိ9ရာမှာဖြစ်ကြောင်းကလပ်ကအတည်ပြုတဲ့အတွက်ချက်စီကခိုးဖာမာကိုဒီဇင်ဘာထိဆုံးရှုံးမှာဖြစ်တယ်။ချက်စီကဒီတစ်ပတ်မှာ Triple Chalupa ကိုလည်းပွဲပယ်ကြောင်းဆုံးရှုံးထားသလိုဘန်ဝါဘာဒီယာရှိကလည်းကျွတ်သားတန်ရကဆူဆူဝဝဖြစ်တဲ့အတွက်ဒီဇင်ဘာမှပြန်လာမယ်လို့ အန်ဇိုမာရှာကအတီးပြူထားပြီးတော့အခုဘန်ဝါဘာဒီယာရှီရောချာလိုပါအပြင်သူတို့ရဲ့ကစားမအများစုဒဏ်ရာတွေနဲ့ရင်ဆိုင်နေရလို့တစ်ဖက်ကတိုက်စစ်မှုလင်းဒီလက်လေဒီဇင်ဘာအထိစောင့်ရအောင်မှာဖြစ်တယ်။ချက်စီတင်ရဲ့နီးပြအန်ဇိုဖာရက်စကာကအီတလီကလပ်ဂျူဗန်တက်သင်တဲ့သူကိုတရင်တွေထွက်ပေါ်နေသည့်တိုင်အောင်သူချက်စီမှာပဲပြောရွှင်ကြောင်းနဲ့ဒီအသင်းမှာပဲဆက်နေသွားဖို့ဆန္ဒရှိပြီးအသင်းပြောင်းရွှေ့ဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ဂျန်လူချီဒူနာရူမာကမန်ချက်စတာစီးတီးမှာကာလရှည်ချနေသွား ားဖို့ဆုံးဖြတ်ထားတယ်လို့ဆိုထားတယ်။ဟိုတနေ့ကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဂျန်လူဂျီတူနာဝူမာကဖက်ကွာဒီယိုလာနဲ့မန်စီးတီးနဲ့အတူအောင်မြင်မှုတွေများစွာယူပြီးမန်စီးတီးမှာသူကာလရှိချာအချိန်တော်ကြာအဆုံးသတ်သွားဖို့ရှိကြောင်းဆိုပါတယ်။မန်ချက်စတာစီးတီးရဲ့အဓိကကွင်းလယ်လူရိုဒရီတီယားဒိုင်ယာပြဿနာကြောင့်ပဲ ထပ်ပြီးနားရအောင်မှာဖြစ်တယ်။ Everton နဲ့ပွဲကိုထပ်ပြီးလွှဲချော်သလိုသူ့အနေနဲ့ Champions League ပွဲလည်းမသေးချာပဲဖြစ်နေပြီးတော့ Man City အတွက်ဒါ Rodri ရဲ့ဒဏ်ရာကို Club ဘက်ကတော့တီချာဂယူးဆိုင်နေရပြီလို့ဖော်ပြထားပါတယ်။ Liverpool တင်းရဲ့ကွင်းလေကစားမ Ryan Gravenberch က National Team မှာရတဲ့ဒဏ်ရာပြဿနာအနည်းငယ်နဲ့ Sunday ပွဲအတွက်မသေးချာဘူးလို့သတင်းတွေထွက်ပေမဲ့ Arne Slot ကတော့ Gravenberch ပြန်ပါနိုင်မှာဖြစ်ပြီးသူ့ဒဏ်ရာကဆူဆူဝါးဝါးမရှိခဲ့ဘူးလို့အတည်ပြုထားပါတယ်။ Liverpool ကတော့ Morgan Rocha ာကိုခေါ်ယူဖို့အာစတွန်ဗီလာအသင်းရှိကနေစိတ်ဝင်စားလျက်ရှိတယ်။မော်ဂန်ရိုဂျာကိုဗီလာကစောင့်ရတီမှာမရောပေမဲ့ပေါင်ပန်း80လောက်ရရင်တော့လက်ခံစင်စားပွဲရှိတဲ့အတွက်လီဗာပူးကသူ့ရဲ့အခြေအနေကိုသဘောကျလျက်ရှိတယ်။လီဗာပူးအနေနဲ့ခနာတီကိုဆုံးရှုံးဖို့တေချာသလောက်ရှိလာတဲ့အတွက်ကြောင့်စန်နဘတ်ပိုဇီရှင်တွေကိုတောက်လျှောက်ကြည့်နေတဲ့အချိန်တစ်ဖက်မှာလည်းစောင့်ရတီမှာတော့ဘဲအစားထိုးမှုတွေကိုလှုပ်သွားမှာမဟုတ်ဘဲနွေရာတီမှာပဲ နောက်ခံလူပိုဇီရှင်အတွက်ကိုသူတို့ဘက်ကဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဆော်ဒီအာရေဗျကလပ်ဖြစ်တဲ့အာဟီလာကအခုလက်ရှိဥရောပကထွက်ခွာပွဲရှိတဲ့ရောဘတ်လေဝန်ဒေါစကီတို့ဘရူနိုဖာနန်ဒက်စ်အပါအဝင် ထိတ်တန့်ကစားမတွေအများစုကိုခေါ်ယူဖို့ဆန္ဒရှိနေပြီးတော့အာဟီလာအသင်းရဲ့နီးပြစီမျူနီအင်ဇာကီစိတ်ချိုက်ကစားမအားဖြစ်ပေးမယ်ဆိုပြီးတော့အသင်းပိုင်ရှင်တွေကကတိပေးထားပါတယ်။ဒါအခုလက်ရှိဆော်ဒီကလက်အာလီအသင်းရဲ့တိုက်စစ်မှုအိုင်ဗန်တိုနီကိုလူနိုအက်စပီတိုဆန်တိုကဝက်ဆန်အသင်းတို့ခေါ်ဖို့ဆန္ဒရှိနေတယ်။ဒါအခုအိုင်ဗန်တိုနီကိုစပါနီပြတိုမက်စ်ဖရန်ကလည်းစိတ်ဝင်စားနေတဲ့အချိန်မှာဒါအခုလောလောဆယ်မှာသူကလည်းခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲဝ က်ဆိုင်အသင်းရဲ့နီးပြညူနိုအက်စပီโดဆန်တိုကမန်ယူနိုက်တက်ကဂျောရှွာဆက်စီရဲ့တစ်ဖက်ကဘူရီရှားတော့မန်ကခီရီအဒီယမီအပါဝင်ရိုမာကမတ်တေယိုဖယ်လဂရီနီနဲ့ဖီယိုတီနာကရောဘတ်တိုဖက်ကိုလီတို့ကစားမောက်တွေကိုလည်းသူအသင်းကိုအားပြဖို့ပြင်ဆင်ထားတယ်အက်ဆွန်ဗီလာအသင်းကသူ့ရဲ့အသင်းကောင်းဆောင်ဂျွန်မကင်းကိုကာလာရှိချာတက်တန်းထပ်တိုးမှာပါဂျွန်မပင်းကိုအက်ဆွန်ဗီလာကထပ်ပြီးတော့တက်တန်းထိုးဖို့ရည်ရွယ်ထားတဲ့အတွက်ကြောင့်စာချုပ်တိကိစ္စအဆင်ပြေပါနဲ့မကြာမီတရား ဝင်သဘောတူညီမှုရရှိမှာဖြစ်ကြောင်းဆိုထားတယ်။နာပိုလီသင်းနီးပြအန်တိုနီယိုကွန်တေကဒီယာတီစီးရီးထိုက်တယ်ရစ်က သူတို့အသင်းနဲ့အတူရိုမာရောဂျူဗန်တက်ရောအင်တာမီလန်ရောအေစီမီလန်ရောအားလုံးပြိုင်ဆိုင်ရမှာဖြစ်ကြောင်းဆိုထားတယ်။နာပိုလီက CDA မှာပြိုင်ပတ်တီပိုများလာပြီးမနစ်ကတည်းကပိုခတ်ခဲ့တဲ့ CDA ပြိုင်ပွဲပြိုင်ဆိုင်မှုကိုတွေးရလိမ့်မယ်လို့ဆိုပါတယ်။နာပိုလီအနေနဲ့ဂျော့ရှွာဇက်ချီကိုစိတ်ဝင်စားပေမဲ့သူတို့ရတ်စမတ်ဝိုင်လန်ကိုခေါ်ယူခဲ့တာကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းဖော်ပြလာတယ်။ဝိုင်လန်ကိုဒီယာဒီနာပိုလီအသင်းဥရောပ ချန်ပီယံလိဝင်ခွင့်ရတာနဲ့နာပိုလီကအလိုတရောယူရိုတန်း40နဲ့ဝယ်ယူခွင့်ရှိမှာဖြစ်ပြီးတော့ဝိုင်လန်ကိုခေါ်ယူခဲ့တဲ့ဆုံးဖြတ်ချက်အပြင်မန်ယူနိုက်တက်ကကိုဘီမေနူကိုပါစိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာစင်ပါအလုံးချင်းကြပါတယ်။